ဟိုပြိုင်ဘက်ကောင်းတဲ့ရင်ဆိုင်ရမယ့်အချိန်ကွင်းလယ်ပိုင်းမှာလည်းကိုင်းစီတို့အနေနဲ့တစ်ဖက်ကတကယ်ကောင်းပါတယ်ဆိုတော့ကွင်းလယ်လေးနဲ့ရင်ဆိုင်တွေ့ရမယ့်ဘက်တယ်လေးကိုကျွန်တော်တို့မြင်ရမှာဖြစ်ပြီးတော့အဓိကချက်စီးရဲ့ချက်ပူကြချက်ကတော့အမြင်ပေါ်ပေါ့နော် ဒီတစ်ပတ်ရဲ့လူစိတ်ဝင်စားမှုအများဆုံးဖြစ်လာမယ်လန်ဒန်ဒါဘီအားလုံးမင်္ဂလာပါဖူဘောဝါချန်နယ်မှာဝင်တော်မှာမှာဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒါပြီးများလီပွဲစဉ်73ရဲ့အကောင်းဆုံးပွဲတေချာပေါက်ဖြစ်လာမယ်ချယ်ဆီတင်းနဲ့အာဆင်နယ်တင်းတို့ရဲ့စတန်ဘူဘရစ်ကလန်ဒန်ဒါဘီပွဲအပေါ်ပွဲကြိုခန်းစားချက်လေးတွေပြောသွားမှာဖြစ်ပါတယ်အဲ့တော့မင်းလဲဆရာကြီးငါလဲဆရာကြီးအဆင့်1အဆင့်2တင်းနဲ့နင်းနဲ့ တွေးကြပြီတင်းတဲ့နေနဲ့တွေးကြတဲ့အချိန်မှာပဲတင်းကအตาရသွားလဲပေါ့နော်အာဆင်နယ်နေနဲ့ဒီပွဲမှာနိုင်မယ်ဆိုရင်တို့နဲ့ရမှတ်ဖြတ်ပြီးတော့ဥဆောင်နိုင်မယ်အခွင့်အရေးရမှာဖြစ်သလိုချက်စီကဒီပွဲမှာနိုင်သွားမယ်ဆိုရင်လည်းတို့ရဲ့ ဒီတိုက်တယ်ပေါ့နော်ချီမန်းချက်ကပို့ပြီးတော့နီးစက်လာမယ်လို့ပြောလို့ရတယ်အဲ့တော့ချက်စီကိုကျွန်တော်တို့ဒါချန်ပီယံဆင်းထဲမှာတော့တော်တော်များများထိန်မထားကြဘူးပေါ့နော်ဒါကတော့အဓိကချက်စီရဲ့ဟိုအသင်းလေးနေနဲ့တွေ့ရင်သူထက်အားနည်းတဲ့အသင်းနေနဲ့တွေ့ရင်ခြေစွမ်းပိုင်းဆိုင်ရာရမတည်ငြိမ်တဲ့ရလက်တီကြောင့်ထိန်မထားတာပေါ့နော်ဒါပေမဲ့ချက်စီကတစ်ချက်ရှိတာကချက်စီပြိတဲ့တူပဲမေးမေးပေါ့နော်အသင်းကြီးတွေနဲ့တွေ့ရင်သူတို့ကမကြောက်ဘူးအသင်းငယ်တွေနဲ့တွေ့မှကြောက်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ဒါပါကျွန်တော်တို့ဒါအဲ့တော့ချက်စီနဲ့အာဆင်နယ်တကယ်ကိုပွဲကောင်းတင်းငွေနေနေည7နာရီမှာရှင်ပြ ိုင်ကစားမယ်အဲ့တော့အဲ့ဒီပွဲအကြောင်းကိုပွဲချုပ်ခန်းစားချက်လीကျွန်တော်ပြောတဲ့အချိန်အိမ်ကွင်းတင်းဖြစ်တဲ့ချယ်ဆီတင်းကြောင်းစပြီးတော့ပြောရအောင်အဲ့တော့ချယ်ဆီတင်းရဲ့နောက်ဆုံး၅ပွဲရလဒ်ကိုတွားကြည့်မယ်ဆိုရင်၄ပွဲနိုင်ပြီးတော့တပွဲတည်ရေးကျထားပါတယ်ကွာတာဘက်ကိုတည်ရေးကျတဲ့ပွဲစဉ်အလွဲရင်ချယ်ဆီကပွဲတော်ကိုနိုင်တယ်လန်ဒန်ဒါဘီမှာဒေါ်တန်ဟော့စပါတင်းကိုအဝေးဘက်မှာနိုင်တယ်ကွာတာဘက်ကိုတည်ရေးကျတယ်ဦးဘန်တောင်ဂိုးပြတ်နိုင်တယ်အဲ့ဒီချိန်မှာဘန်လီကိုလည်းနိုင်တယ်ပြီးတော့ကျွန်တော်တို့ဒါကြားရက်မှာပေါ့နော်လုံးဝမှတ်မှတ်ရရဘာစီလိုနာအသင်းကိုအိမ်ကွင်းမှာ တော့အပြတ်သက်ခြေသွမ်းအပြတ်သက်ခိုးအပြတ်သက်နဲ့နိုင်ရိုက်ခဲ့တယ်အနီကတ်ဒီပါတွေပါတယ်ဆိုတာဒါပေမဲ့တကယ်တကယ်ပွဲကိုကြည့်မယ်ဆိုရင်ချက်စီရဲ့ခြေသွမ်းကတကယ်ကိုဒီလောက်ပြတ်တင်တဲ့ခြေသွမ်းမျိုးပိုင်ဆိုင်ခဲ့တာလို့ကျွန်တော်တို့မြင်ခဲ့ရတယ်ဗျာအဲ့တော့ချက်စီထိုက်တဲ့တန်တန်နိုင်ထားတယ်လို့ပြောလို့ရတယ်အဲ့တော့အဲချက်စီနဲ့ပတ်သက်ရင်နောက်ထပ်ပြောရမယ့်အချက်ကဒီနောက်ဆုံး၅ပွဲမှာ၄ပွဲကဂိုးပြီးမထားရဘူးဗျာအဲ့တော့ ဘယ်လိုပြောမလဲ Chelsea ရဲ့ခံစစ်ကကိုဝဲပြန်မလာခင်မှာတောင်းမပေါ့เนาะနည်းနည်းလေးကျွန်တော်တို့ဒါတည်ငြိမ်လာတဲ့ဟန်ကိုတော့ကျွန်တော်တို့စပြီးတော့မြင်လာရတယ် Chelsea ရဲ့အနေနဲ့သူတို့ရဲ့အတွဲဖက်ဒီမှာဖူပါနာပြန်ပြီးတော့ခြေစွမ်းပြလာတယ် Charlo Bat ကတော့အရင်တည်းက strong ဖြစ်ပြီးသားပေါ့เนาะအဲ့တော့နောက်မှာ Tottenham တို့ပါလို့ရှိတယ်အချင်းပေါင်းတို့ပါလို့ဆိုပျောက်တောင်နေပြီပေါ့เนาะအဲ့တော့ Chelsea အနေနဲ့ဟိုသူတို့ရဲ့ဖူပါနာပြန်ပြီးတော့ကောင်းလာတဲ့အချိန်ဘယ်ဒီယာရှိတို့ပါလို့ပြန်ကစားလာနိုင်မယ့်အချိန်မှာ Chelsea ရဲ့ခံစစ်ပိုင်းကတော်တော်လေးကျွန်တော်တို့ဒါ CB နေရာမှာတည်ငြိမ်ဟန်တည်ငြိမ်စပြုလာတယ် Robert Sanchez အနေနဲ့လည်း clean sheet နေဇက်တိုက်ရပြီးတော့ယုံကြည်မှုအပြည့်ရှိနေတယ်လို့ပြောလို့ရတဲ့အချက်ကြီးအဓိကအားသာချက်ဖြစ်တဲ့ rival labbet တွေကတော့ cucurella ပေါ့နော် cucurella နဲ့ vc jane တစ်ဖက်မှာ gusto ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော် gusto ဆို chelsea အတွက်ပွဲတရာပြည့်သွားပြီအဲအဲ့တော့ဒီကောင်ကတော်တော်လေးကောင်းတယ်ကိုယ့်လက်ပိုင်းမှာဆိုရင် kainsido anzo ပေါ့နော် anzo ဆိုရင် နောက်ပိုင်းမှာ လူမသိသူမသိပါတော့အန်ဆိုအနေနဲ့တော်တော်လေးချက်စီရဲ့ဂိုးပါဝင်ပတ်သက်မှုတွေမှာအများကြီးလှုပ်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဗျာ။သူကတိုက်စစ်ကိုပိုအားတန်တဲ့ကစားသမားပီပီအခွင့်အရေးဖန်တီးမှုပိုင်းဆိုင်ရာမှာရောဂိုးသွင်းတဲ့နေရာတွေမှာအမြဲတမ်းတို့ရောက်နေတတ်တဲ့အနေအထားတွေရောအန်ဆိုကိုကျွန်တော်တို့ဒါဟိုဂိုးတွေနဲ့ပေါ့နော်တွဲပြီးတော့ဂိုးဖန်တီးမှုတွေဂိုးတွေနဲ့တွဲပြီးတော့မြင်လာရတဲ့အနေအထားမှာတော့ရှိတယ်။တကယ်ကို aggressive ဖြစ်တဲ့တောင်ပန်ကစားသမားတွေပိုင်းဆိုင်ထားတယ်။အဲ့တော့နောက်တစ်ချက်ပေါ့နော်မာရက်စကာရဲ့ပွဲချင်းကပ်ပုံနော်မာရက်စကာကဒီလိုပွဲကြီးတွေမှာပွဲချင်းကပ်ပုံတော်တော်လေးကောင်းတယ်။ မဲ့အလုတ်ဖြစ်သွားရင်တော့ သူ့ရဲ့ပွဲချင်းကပ်ပုံကသူ့ရလက်ကောင်းနေယူပေးတယ်ဥမာ PSG နဲ့ဟိုကပဘလာ sorry ကလကပဘလာဘိုလူပွဲပေါ့နော်ဒီဘိုလူပွဲမှာဆိုရင်ရောပြီးတော့ကျွန်တော်တို့ဒါဘိုင်ယန်မှာလည်းသူဒီပုံစံချင်းကပ်ခဲ့တယ်အလုံးမဖြစ်ခဲ့ဘူးအာလဘဘူးကိုသူတို့နိုင်တယ်မန်ချက်စတာ United ကိုအနီးကပ်တွေကြောင့်သူတို့ရှုံးနေထားပါအဲ့တော့အခုကျွန်တော်တို့ဒါဘာစီလိုနာရဲ့ပွဲမှာလည်းသူ့ရဲ့ပွဲချင်းကပ်ပုံကအလုံးဖြစ်ခဲ့တယ်အဲ့တော့ဒီ Receiver ကိုကွန်းလက်ပို့ပြီးတော့ Marcus ကအရေးကြီးရင် Receiver ကိုကွန်းလက်ပို့တတ်တဲ့အချက်တော့ရှိတယ်ဗျာအဲ့တော့သူ Receiver ကိုကွန်းလက်ထပ်ပို့လာမလားပေါ့နော်ဒါကိုလည်း Arsenal ဘက်ကမှန်းဆထားမှာပဲအာဘယ်လိုပြန်ဖြေပြအောင်လဲပေါ့နော်ဒါမျိုးကြီးတော့ကျွန်တော်တို့စောင့်ကြည့်ရမယ် ်ဘာပဲဖြစ်ဖြစ်ဦးတနေ့အပွဲမှာဘက်ထိုနတိုလိုကစားသမားမျိုးသူအထောင်ထားပြီးတော့ကစားသွားတယ်ဒါလည်းအလုပ်ဖြစ်တဲ့အဲ့တော့လင်းတလက်ကိုထောင်ထားကစားမလားဘက်ထိုနတိုထောင်ထားကစားမလားကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့ကျွန်တော်ထင်တော့ဒီမှာကအနေနဲ့တလက်ကိုအထောင်ထားပြီးတော့ဗောနော်ဒီလိုပုံစံမျိုးပဲထွက်လာမယ်လို့ကျွန်တော်ထင်တယ်အဲဒီဘက်မှာဘက်ထိုနတိုနဲ့အဲတခြားဘက်ကဗောနော်ကျွန်တော်တို့ဒါပြောမယ်ဆိုရင်တော့ ဘတ်ထိုနတ်တူတစ်ဖက်ပြီးရင်တော့ကာနာချိုတစ်ဖက်ဒီလိုပုံစံမျိုးထွက်လာမလို့ထင်တယ် ST ဘာဟိုကတော့အဲကောင်းတဲ့ကစားသမားဗျာဟိုလာမြပရီးမီးယားလိမှာချတော့ဒီမာရက်ကာနီရဲ့အရင်အရေးစွန်သုံးတာမျိုးတော့မမြင်ရသေးဘူးပေါ့နော်လိုင်းနဲ့ထဲမှာပါလာရင်တော့အကောင်းဆုံးပေါ့ဗျာဒါပေမဲ့သုံးမလားဆိုတာကတော့မိကွင်းနေထုတ်အောင်မယ်ပေါ့နော်သူတကယ်သုံးမသုံးအောင်ကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့ဒါရွေးချယ်စရာတွေတော့ option တွေကအများကြီးဖြစ်တဲ့အချိန်မာရက်ကာရဲ့နီးစစ်တပိုင်းဆိုင်ရာအရာဘယ်သူကအကောင်းဆုံးဖြစ်ပြီးတော့ဘယ်သူကိုရွေးချယ်လာမလဲတော့ကျွန်တော်တို့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ကိုပါမာပါတီဖြစ်စေမပါတီဖြစ်စေချက်စီ ီးရဲ့လက်ရှိရဲ့အသင်က strong နဲ့အသင်တစ်သင်ဖြစ်နေတယ်ခန်းစပိုင်းမှာ၄ပွဲလောက်ကိုမပေးထားရဘူးနောက်ဆုံး၅ပွဲမှာပေါ့နော်အဲ့တော့ဟိုပြိုင်ပွဲကောင်းတဲ့ရင်ဆိုင်ရမယ့်အချိန်ကွင်းလယ်ပိုင်းမှာလည်းကိုင်းစီတို့အနေနဲ့တစ်ဖက်ကတကယ်ကောင်းပါတယ်ဆိုတော့ကွင်းလယ်လေးနဲ့ရင်ဆိုင်တွေ့ရမယ့်ဘက်တယ်လေးကိုကျွန်တော်တို့မြင်ရမှာဖြစ်ပြီးတော့အဓိကချက်စီးရဲ့စိတ်ပူကြချက်ကတော့အမြင်ပေါ်ပေါ့နော်အာဆင်နယ်ကဒီဆက်ပလေးတွေမှာအရန်ကိုအတုံးချတတ်တဲ့အသင်ဖြစ်တဲ့အချိန်ချက်စီးကဒီဆက်ပလေးတွေကိုကာကွယ်တဲ့နေရာမှာအာအရန်ကိုအားနေတဲ့အချိန်ပေါ့နော်ဒါဒီလိုအချိန်မှာကြတော့တော်တော်လေးစိတ်ပူပူတော့ကောင်းတယ်အဲချက်စီးကဘောလုံးကိုဘောလုံး ုံးလုံးကစားတဲ့အသင်းအနေနဲ့တွေ့ရင် မကြောက်ဘူးဗျာအဲဒါကျွန်တော်အာဆင်နယ်ဘောလုံးဘောလုံးလို့မကစားဘူးလို့ပြောတာမဟုတ်ဘူးကောနော်ဒါပြောချင်တာကချက်စီကသူတို့အတင်းကိုဒီမှာဘောလုံးပညာနဲ့ရှင်ပြီးတော့ကစားမယ် ground မှာချပြီးတော့လုံးဝနီးစင်ပိုင်းဆိုင်ရာရအပြိုင်မယ်ဆိုရင် Basketball အတင်းရမကြောက်ဘူးအဲသူတို့မှာလုံလောက်တဲ့ဒီ present ပေးမှုတွေလုံလောက်တဲ့ကျွန်တော်တို့က aggressive ဖြစ်မှုတွေလုံလောက်တဲ့အတင်းရဲ့ချိုးစားအထုတ်မှုတွေအပြည့်ရှိတယ်ဒါပေမဲ့ဟိုအမြင်ဘောတွေကိုအသုံးပြုပြီးချင်းကတ်တဲ့အတင်းတွေနဲ့တွေ့ရင်တော့ချက်စီက struggle ဖြစ်တတ်တဲ့ချိန်မှာတော့ပါတယ်အဲ့တော့တစ်ဖက်ကကျွန်တော်တို့ကအာဆင်နယ်အတင်းကြောင့်ပြောလိုက်ရအောင်အာဆင်နယ်ကလက်ရှိ အဆင့်1ချန်ပီယံလီးအဆင့်1ပရီးမီယာလီးအဆင့်1တစ်တစ်တစ်ပေါ့နော်အများအားကျွန်တော်တို့ဒါအနိုင်ပွဲတွေနဲ့အာဆင်နယ်နဲ့တွဲမြင်ရတဲ့အချိန်အာဆင်နယ်ကတကယ်ကိုကောင်းတဲ့ရလက်တွေကိုဖန်တီးထားတယ်အဲလီဗာပူးရှုံးတဲ့ပွဲကလွှဲရင်ခုနောက်ပိုင်းပွဲတွေမှာပွဲတွေမရှုံးတော့ဘူးအာဘိုင်းမြူနစ်ကို3-1နဲ့နိုင်တယ်သူတို့ကိုကျွန်တော်တို့ဒါရိုက်ခွဲနေကြအသင်းမျိုးကိုသူတို့အင်ကွင်းခေါ်ပြီးတော့ငါတို့ကယင်လို့မဟုတ်တော့ဘူးမင်းတို့ငါတို့ကပြန်ရိုက်နိုင်ပြီဆိုတဲ့ပုံစံမျိုးနဲ့ရိုက်ခွဲခဲ့တယ်ပြီးရင်စပါးကိုလည်းကနဒါပြည်မှာအပြတ်အသတ်နိုင်နေကြတဲ့အတိုင်းချိန်ခဲ့တယ်စန္ဒလောင်းဒူးဒူးတရေချခဲ့တယ် အဲ့ဒီရှေ့မှာကိုပြတ်တွေပန်လီနဲ့ဒါဆရာဘီယာတို့သူတို့နိုင်ထားတာတွေရှိတယ်အဲ့တော့အာဇနဲလက်ရှိခြေစွမ်းကလည်းကျွန်တော်သွားပြီးတော့ရှုပ်လို့ရတဲ့အထင်မှာတော့မပေါဘူးဒါတောင်သူတို့မှာဒဏ်ရာပြဿနာတွေအများကြီးကျန်သေးတယ်ဟိုလေလူမစုံသေးဘူးပေါ့နော်အဲ့တော့လူစုံလာရင်ပို့ပြီးတော့တောင်အဲကြောက်စရာကောင်းမဲ့အထင်မှာတော့ပါတယ်အဲ့တော့အာဆင်နယ်ဟာဒီဘိုင်ယန်မြူးနစ်ကစားသမားတွေပြောတယ်လို့ပေါ့နော်အာဆင်နယ်ရဲ့ first ball second ball အကုန်လုံးကိုကျွန်တော်တို့ဒါ2-0ဒီမှာအနိုင်ရအောင်ကစားနိုင်တယ်ဒါအာဆင်နယ်ရဲ့အားသာချက် ဖြစ်လာအောင်မယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လဲဆိုရင်တော့အာဆင်နယ်ကဒူရယ်ဘိုင်းမှာခန်စီဘိုင်းမှာရှိတဲ့ဆာလီဘာတို့ဒါမော့စကွာရာတို့ဆိုလည်းဟင်ကာပီယာတို့ဆိုဒူရယ်တော်တော်လေးကောင်းတယ်။အဲဂျူလီယန်တင်မားဆိုရင် ground ဒူရယ်တော်တော်လေးကောင်းတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကဗျာသူတို့က first ball လေးရတယ် second ball လေးရတယ်ပြီးရင်ဒီ set play တွေကနေတောင်းကန် ball တွေကနေအရန်သုံးချနိုင်စွမ်းကောင်းတယ်။ပြစ်ဒဏ် ball တွေကနေအရန်သုံးချနိုင်စွမ်းကောင်းတယ်။ပြီးတော့ EPG AZ တို့လိုဒီ low block ပိတ်ထားတဲ့အသင်းတွေကိုဖောက်ဖို့အတွက်လက်နက်တစ်ခုလည်းပိုင်ဆိုင်ထားတယ်။အဲအဲ့တော့ဟိုအာဆင်နယ်ကအဖက်ဖက်အရာရာပြည့်စုံနေတဲ့အ တင်းလို့ပြောလို့ရတယ်အဲ့တော့အာဆင်နယ်မှာအားနေချက်မရှိနိုင်ဘူးလားဆိုရင်တော့ အဲရှိတော့ရှိတယ်ဗောနော်ရှိတော့ရှိတယ်ရှားတယ်လို့ပဲကျွန်တော်တို့ပြောရမယ်ဒါပေမဲ့ကျွန်တော်တို့ကခုနပြောသလိုဟိုချက်စီကလည်းကောင်းမွန်တဲ့အသင်းဖြစ်တဲ့အတွက်အာဆင်နယ်ရဲ့အားနည်းချက်ကိုမာရက်စကာဘယ်လောက်ကြီးရှာနိုင်မလဲဆိုတာကတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့အာဆင်နယ်ကဒီပွဲမှာဒါရကသာသမားချူပြန်လာမယ်ဆိုတဲ့သတင်းတွေထွက်နေသေးတယ်ဟိုနေ့အိုဒီကတ်တို့ဘာလို့ပွဲချင်းခဏကစားသွားတယ်ပြီးရင်မရူအေကေတို့ကစားနိုင်ပြီမာတင်နယ်လီကစားနိုင်ပြီအတိုက်စီမူဖြစ်ပေတာဂျော့ဂရန်နဲ့ကိုင်းရဘတ်တို့ပါနိုင်မပါနိုင်မဲကျွန်တော်တို့စောင့်ကြည့်ရမယ်ဗောနော်ဟိုနေ့ကလီဆန်တို့ထော့ဆက်တန်ရရသွားတာဖြစ်တဲ့အတွက် အဲ EBT AZ ကိုဘယ်တောင်မှပို့ပြီးတော့ ODK attack game ဖြူတာတို့ပုံစံမျိုးနဲ့ပွဲထွက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်အကြံကမှုမပြည့်ရင်တော့ Merino နဲ့လည်းပေါ့ Arsenal ပွဲထွက်လာမယ်လို့ထင်တယ်ညာကျတော့ Saka ဘယ်ကျမ်းမှာတော့ခုနကပြောလို့ AZ ကိုအထောင်ပို့ရင်ပို့မပို့ရင် မတူအကိပေချမ်းပုံစံမျိုးမာတင်နယ်လီကတော့ဘွတ်ဖက်ခွင့်ရမယ်လို့ကျွန်တော်မထင်ဘူးအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ထွက်လာမယ်လို့ထင်တယ်အဲ့ကွန်းလက်ပိုင်းမှာတော့ rice နဲ့ mary ဟိုဟာ zubi mandi နဲ့ပဲ train ကောင်းနော်ဒီနှစ်ယောက်ကတော့လုံးဝ share 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 တော့ share ဟိုမှာ zwin တက်ထားတယ် share ပေါ့နော်အဲ့တော့ဒီ clan rice နဲ့ gain si တို့ရဲ့အတွဲကိုလည်းအတွဲကိုလည်းဆိုတာပြိုင်ဆိုင်မှုကိုလည်းကျွန်တော်တို့မြင်ရမယ်အဲတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ခန်းစပိုင်းမှာဆိုရင်လည်း raya ပြီးရင်တင်ပါတော်တော်လေးကောင်းတယ်နော်တင်ပါဒီကဒီမှာတော်တော်လေးကောင်းတယ်အဲ့တော့ဒီတင်ပါနဲ့ chelsea တောင်မင်္ဂလာသမားတွေရင်ဆိုင်တွေ့မယ်ပြီးတော့ကျွန်တော်တို့က ဟိုအာဆင်နယ်ရဲ့တောင်ပန်ကစားသမားတွေနဲ့ကူကူရလာနဲ့ရင်ဆိုင်ထွေအောင်ပဲဗျာအဲ့ဒါလေးတွေကတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘက်တယ်တွေဖြစ်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့အာဆင်နယ်ရဲ့ကျွန်တော်မြင်တဲ့အားနည်းချက်ပေါ့နော်ဒါကတော့ကျွန်တော်အမြင်ပေါ့နော်အဓိကကတော့ဒီအာဆင်နယ်ကတင်ပါဘက်မှာဆာလီဘာထောက်တာပေါ့နော်တင်ပါကဒီ attacking line ယူဆိုရင်ဆာလီဘာနဲ့တင်ပါကတွဲပြီးတော့ကျွန်တော်တို့ကခန်းစစ်ထူထူလို့ပြောလို့ရတယ်ဒီဘက်ညာဘက်ချမ်းပါပေါ့နော်အဲ့ဘယ်ဘက်ချမ်းမှာကြတော့ color fury နဲ့ပြီးတော့ gabien နဲ့အရင်ကထောက်တာအခုက gabien မပါတဲ့အချိန် mosquara တို့ဟင်ကာပီယာတို့ကစားတယ်ဒါပေမဲ့အဲ့ဒီနောက်ကအဲ့ဒီ နာစပေးပေါ့နော်အဲ့ဒီနှစ်ယောက်ကြာကစပေးကိုအကောင်းဆုံးတုံးချနိုင်မယ်ဆိုတော့ Chelsea အတွက်အများကြီးအလုပ်ဖြစ်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါကိုလည်း Bayern Munich ကသူတို့ရဲ့တွင်းကုန်းမှာတုံးချပြသွားသေးတယ်ဒီနေ့ပွဲစဉ်မှာတော့ Skelly ပဲကစား sorry Calabrioli ပဲကစားလောက်တယ်ပေါ့နော် Skelly တော့မကစားလောက်ဘူးအဲ့တော့ဒီ Chelsea အနေနဲ့အဲ့ဒီဘက်ခြံပို့ပြီးတော့ထိုးပေါက်ရလွယ်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ Adrian Dure ရဲ့အရာလည်းပွဲချိန်တာလည်းလာမယ်ဗျာပြောချင်တာက တော့ squara တို့ဟင်ကာပီယာတို့ဆိုတာလန်ဒန်လာပြီးတွေ့ကြုံအများကြီးမရှိတဲ့အချိန်အဲဒီလိုပွဲမျိုးကပွဲချိန်မှာပေါ့အဲအဲ့ဒီအနေထားမှာ Chelsea အနေနဲ့အဲ့ဒီဘက်ကချမ်းက space ကိုကောင်းသုံးသုံးချနိုင်မယ်ဆိုရင်တော့တော်တော်လေးအလုပ်ဖြစ်သွားမယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ Arsenal ကလည်း Chelsea ကျွန်တော်တို့ဒါကာကွယ်မှုပိုင်းဆိုင်ရာမှာအနေနဲ့အားနေတဲ့အမြင်ပေါ်တွေကိုအသုံးချနိုင်မယ်ဆိုရင်တော့ဒီပွဲက Arsenal အတွက်ဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ brother တို့ဘယ်လိုထင်ကြလဲဒီပွဲမှာဘယ်အသင်းကတာရသွားမယ်ထင်ကြလဲ Chelsea နိုင်မယ်ထင်လား Arsenal နိုင်မယ်ထင်ကြလားကိုမမဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ဖြစ်တဲ့အတွက်အမြင်ကွယ် ွေးနိုင်ပါတယ် channel ကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဒီလို video တွေမှာပြန်တွေ့ပါမယ်ခွလက်ပါ